မင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါရောဖို့ channel မှာကြိုဆိုပါရစ်ဗျာတရက်ဆယ်လ2025မှဒီ31ရက်ဆယ်လ2025အင်္ဂါသာသမီများနဲ့ပတ်သက်ပြီးတော့တရတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာအဲဒီအင်္ဂါသာသမီနဲ့တရတာတွေကံကြမ္မာတွေမတင်ပြခင်မှာကံကောင်းတည်တဲ့အင်္ဂါသာသမီတွေကလည်းဒီချိန်မှာသိချမ်းအောင်နေပါစက်ပစ္စည်းတွေအစ်စ်ဝင်တတ်တယ်မိမိစိတ်ထဲမှာအလိုဆန္ဒရှိသောကိစ္စများကို ခင်ဗျာတောက်ကြမြောက်ရက်ကိုလှည့်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စမှန်တယ်များအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလီလီစားစားပနာမတင်းပြပေးလိုက်ပါတယ်ဗျာနော်အာခင်ဗျာဒီအင်္ဂါသားသမီးတွေကတော့ဆဲလာပိုင်းတွင်မှာအိုးဝင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်တိုင်းသိမ့်မကြတာဘူးဗျို့ကိုလုံးချင်တာတကူလုံနေတာတကူပြောချင်တာတကူပြောနေတာဖြစ်ပြီးတော့ကိုလုံနေတဲ့လုံငန်းကိုနဲ့ပတ်သက်တဲ့မိသားစု ိုနဲ့ပတ်သက်တဲ့အစုအဝေးပေါ်မှာတော့ကိုကစိတ်တဲ့ကျဉ်းတတ်မှုမရှိဘူးပြောဘာဖြစ်လို့ဆိုစိတ်ကမြန်ပြီးအလုပ်ကနောက်ကျနေတာဖြစ်တဲ့အတွက်စိတ်မြန်တော့ပြောသမျှဆိုသမျှလောဘနဲ့ပြောဒေါသနဲ့ပြောတဲ့ဖြစ်တဲ့အတွက်စိတ်ထဲမှာတခုခုနဲ့ပတ်သက်ပြီးတော့အစင်မပြေတတ်တဲ့ကာလမျိုးဖြစ်တဲ့အတွက်အင်္ဂါသားသမီးတွေဟာအိုးအလုပ်ကနဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်လောလို့ပြဿနာပေါ်တတ်ပါတယ်ဒါကြောင့်အင်္ဂါသာသမီးအားလုံးတို့ဒီစိတ်နဲ့ပတ်သက်တဲ့ကိစ္စလေးအစဉ်ပြေခြင်းနဲ့အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးအစဉ်ပြေခြင်းနဲ့ဆိုရင်တော့ရာဟုတောင်းအနောက်မြောက်တောင်းနဲ့ လပိတ်လေးတစ်ခွက်ကိုဖျောတစ်စုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ဥဝင်လောက်ကင်များအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။နော်အဲ့ဒါလေးတစ်ချက်ရှိတယ်။ဒါကြောင့်ဥဝင်လောက်ကင်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့အဆင်ပြေခြင်းနဲ့ဆိုရင်တော့ခမရဘာဖြစ်လို့တုန်းဆိုတော့အင်္ဂါသားသမီးတွေဟာတက်ခမရအဲ့ဒီလပိတ်လေးတောက်ပြီးဆူတောင်းမယ်။ဟာ။ဥဝင်လောက်ကင်မကောင်းဘူးဗျာ။အိမ်နေဆောက်ခြင်းနဲ့ အခင်ဗျားအလူတွေလှုပ်ခြင်းနဲ့နိုင်ငံခြားခီးစဉ်တွေသွားခြင်းနဲ့အလုတ်ကန်နဲ့ပတ်သက်လို့အဆင်ပြေခြင်းနဲ့ဒါကြောင့်အဆင်ပြေအောင်မြန်ဆုံးကူညီဆောက်ရှောက်ပါဆိုတဲ့အကြောင်းရာဥတော်နောက်မြောက်တော်လှည့်ပြီးမှကလပိတ်လေးဒဇွန်းလောက်တောက်တောက်ဆူတောင်းရင်တော့တင့်မှာပိတ်ဆုံနေတဲ့ကံမြအမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာမန်းနီပတ်သက်တဲ့ပတ်သက်ဒီမှာကိုယ့်ရဒေတာမဟုတ်တဲ့တခြားရဒေတာမှာငွေကြီးနဲ့ပတ်သက်လို့အောင်မြင်ကြကြတတ်ပါလေဗျာ ကြောက်ကြောက်ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်ကြတဲ့အင်္ဂါသားသမီးတွေရတာဗုဒ္ဓတောင်းရကိုလှဲ့လှဲ့ပြီးတော့တပိတ်လေးတစ်ခွက်ကိုဖြောဒဇွန်လောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင့်မှာပိတ်ဆိုနေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်အင်္ဂါသားသမီးတွေအားလုံးဟာငွေကြီးနဲ့ပတ်သက်လို့အဆင်ပြေခြင်းအတင်တပိတ်လေးရဗုဒ္ဓတောင်းရကိုလှဲ့ပြီးမှတောက်အကျွန်တော်မှငွေကြီးနဲ့ပတ်သက်တဲ့ကံနေပိတ်နေတဲ့ကျွန်တော်ပိတ်နေတဲ့ကံဘလောက် ကျွန်တော်ဘာတွေလိုချင်တယ်ဘာတွေပြည့်ချင်တယ်ဘာတွေလုပ်ချင်တယ်အဲ့ရသည်နိုင်တဲ့အခွင့်အလမ်းတွေပေါ်အောင်ကုညီဆောက်ချောက်ပါဆိုတဲ့အကြောင်းလေးလေးစားစားနဲ့ဗုဒ္ဓတောင်ရကိုလက်ပြီးလပိတ်လေးတစ်ခွက်ကိုဖျောတစုံလောက်တောက်တောက်ဆူတောင်းမှဆိုရင်တော့တင့်မှာပိတ်ဆိုနေတဲ့ငွေကံများအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါတယ်ဗျာအဲ့ကြောင့်အင်္ဂါသာသမီးတွေဒီလောကမှာငွေကြီးနဲ့ပတ်သက်တဲ့ထင်ကိုလွှဲချော်နေတတ်တဲ့စိတ်ထဲမှာတခုခုလိုမကြရင်လက်ထဲမှာပတ်သက်နေပြတ်တောက်တာပြီးတော့ပျော်ရွှင်လန်းဆန်းနေတယ်ဆိုရင်တော့အစ်မပိတ်ဆိုနေတဲ့ငွေကြီးကံများ အမြန်ဆုံးပွင့်လန်းမိဖြစ်ပါကြောင်းလေးလေးစားစားထပ်မှန်ထပ်မှန်တင်ပြပေးလိုက်ပါတယ်ဗျာဒင်းငါတွေကဒီချိန်မှာကံကောင်းနေရပြုအင်္ဂလိပ်လို16လပိုင်း15ရက်အတွင်းကံကောင်းပြီးတော့15ရက်ကျော်ရင်တော့အနည်းငယ်အားနေတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်ဒီ16လပိုင်းလာသန်းအတွင်းမှာတော့ဥယျာဉ်လောကနဲ့ပတ်သက်တာမိမိအလိုဆန္ဒဘာတွေရှိလို့အိမ်နေဆောက်ခြင်းနာလားမြေတွေဝယ်ခြင်းနာလားအာကားတွေဝယ်ခြင်းနာလားနောအစံကြီးတွေဝယ်ခြင်းနာလားနောအရာအကြိမ်မှရှိတဲ့ကလေးတွေ အဲ့နဲ့ပတ်သက်တဲ့ရွှေလေးတွေလှုပ်ချင်တာလားလူတွေကြီးလှုပ်ချင်တာလားမိမိအလိုအနေနဲ့အလိုဆန္ဒမှန်သမျှခမရတောက်ကြမြောက်ရက်ကိုလှည့်ပြီးမှစိတ်ချမ်းသာကိုချမ်းသာနဲ့ခမရဆူတောင်းမယ်ဆိုရင်တော့ဆူတောင်းပြီးတဲ့အချိန်အမြန်ရင်9နာရီရဲအပြင်ပြောရင်4ရက်နောက်ကျရင်7ရက်အတွင်းခမရပိတ်ဆို့နေတဲ့ ခမရရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိမှာဖြစ်ပါလေဗျာ။ဒါကြောင့်အင်္ဂါသာသမီးအားလုံးတစ်ခုခုလိုဆန္ဒပြရင်တော့တောက်ကြမြောက်ရက်ကိုလက်လက်ထဲမှာဘာမှမကင်မဲဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့အကံများအများပွင့်လန်းမှုဖြစ်ပါကြောင်းလီလီစားစားတင်ပြပေးလိုက်ပါတယ်ဗျာ။ကိုနဲ့နီးနဲ့စသက်တေတေလူယောက်ကြားအကိုခမရကိုကိုရင်ကိုမိသားစုကိုလုံငါမှာမဟုတ်ဘူးနဲ့အပြင်မှာလိုက်ရလိုက်ရနေတတ်တယ်။အကမကိုကိုရင်ကိုမိသားလုံးရင်အလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများကံကောင်းတတ်ပြီးတော့ အပြင်မှာလက်ရက်လက်ရက်နေတော့ငွေကုန်ကြီးကြများပြီးတော့အမှုခင်းဖြစ်ပြီးပြဿနာတက်တက်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေဓာတ်ပြက်နေတယ်ဓာတ်ပြက်နေတယ်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းရေတံပူလေးတစ်ခုကိုဖွင့်ဖွင့်ပြီးမှခင်ဗျာဆူတောင်းပါဗျာဆူတောင်းမယ်အချိန်ကတော့စုစုပေါင်း10ချိန်ပေါ့ဗျာအတင်းရေတံပူလေးအာကျွန်မအိမ်မှာရှိတဲ့လူယောက်ျားအလုံးမလုံးဘူးလုံးလုံးမှဖြစ်မယ်အပြင်ကိုရှောက်ရှောက်သွားနေတယ်အာပတ်သက်တော့ အဲအိမ်မှာကြတော့ပြန်မှာဘူးအိမ်ကပတ်သက်နေတောင်းနေတယ်အပြင်သွားရင်ဖန်းသီးတွေခါတော့မှပြဿနာတက်တော့မှအိမ်ကရွှေလေးကလည်းပေါင်းထားတယ်ပေါင်းထားတဲ့ရွှေလေးလည်းလိုချင်တယ်အာကျမရွှေလေးကလည်းအဲဒီသတင်းချုပ်မှာကျွန်တော်ရွှေလေးတွေဝယ်ချင်တယ်ဝယ်ချင်တဲ့ရွှေရတရတာကုန်းလေးဖယ်ဆိုင်ဝယ်မှာအဲ့ဝင်သေးနေတဲ့ငွေကြီးလေးဝင်အောင်ကုညီစောက်ချောက်ပါရေတံပူးလေးကကုညီစောက်ချောက်ပါဆိုတဲ့အကြောင်းရေတံပူးလေးကိုကန်းကန်းပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းနေရဲ့ဆူတောင်းမှုများအများဆုံးပြေဝမှီဖြစ်ပါကြောင်း လီလီစားစားတင်ပြလိုက်ပါတယ်ဗျာကဲလူယောက်ျားတွေနဲ့ပတ်သက်လို့ဖြစ်လို့ရတဲ့ရေတံမှုလေးကိုကိုင်းခင်ဗျာတကူအလိုဆန္ဒမှန်သမျှစေချိန်တိတိခင်ဗျာစူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ကံမြအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနေဆက်တဲ့မင်းအုပ်ချုပ်တဲ့မင်းကိုရဒီတာမဟုတ်တဲ့တခြားအရာဒီတာအာသွားရောက်တတ်တဲ့ဝေးကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုအိုးရင်လောက်ကနေပတ်သက်တဲ့အဆင်ပြေမှုမိယာတွေနဲ့ပတ်သက်တဲ့စီကံခံခဲ့မှုလွဲမှားတွေကြုံရတဲ့ကာလမျိုးတွေဖြစ်ပါတယ် မင်းနေဓာတ်ပြည့်တယ်ဆိုမမဟုတ်ပေါ့ဗျာဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့ဓာတ်ပြည့်နေရာကြာသပြီးနောက်ရကူလက်ခမရဟိုအာလူတလူတလုံးကိုကိုင်းကိုင်းပြီးမှဆူတောင်းအတင်းအာလူလေးရဲ့မင်းနေဓာတ်ပြည့်နေတယ်မိရနဲ့ပတ်သက်လို့ဓာတ်ပြည့်နေတယ်အငွေကြီးနဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုလွယ်မနေတဲ့ဓာတ်ပြက်နေတဲ့အဲ့ပြက်နေတဲ့ကိစ္စများအများဆုံးအဆင်ပြေအောင်အသင်အားလူအစိုးလေးကကုညီစောင့်ရှောက်ပါဆိုတဲ့အကြောင်း ကြာသာပတိနောက်ရက်ကိုလှည့်ပြီးမှအာလူလေးကင်ဆူတောင်းမဲ့ဆိုရင်တော့မင်းနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ပြဿနာများအများဆုံးငြိမ်းချမ်းပြီဖြစ်ပါကြောင်းလီလီသာသာတင်ပြပေးလိုက်ပါတယ်ဗျာနော်အကူသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရဘူးပြို့ဒါကြောင့်သွားခြင်းတို့သွားခွင့်တော့ခင်ဗျဗုဒ္ဓတောင်းရကိုလက်ဆက်လက်ကလေးကိုကိုင်းကိုင်းပြီးမှဆူတောင်းအတင်းဆက်လက်ကလေးရဲ့ကျွန်တော်သွားတဲ့နေရာဒီမှာအနေအကင်းကြီးနဲ့ပြောတဲ့စကားတွေအောင်မြင်ကြောချခြင်းနဲ့ဗျာသွားတော့ခီများ အနေအကိမိပြောသောကမှအောင်မြင်ကြောကြောင့်ကုညီစောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်းရကိုလည်းဆက်လက်ကလေးကိုကိုင်းမိမှဆူတောင်းမယ်ဆိုရင်တော့သွားတော်ကြီးများအနေအကင်းပြီးပြောသောစကားများအောင်မြင်ကြောကြသွားမှာဖြစ်ပါလေဗျာနော်အလားကိုနေပါတဲ့လေနီးနေတဲ့တဲ့အစုအဖွဲ့အုပ်စုအစုအဖွဲ့အုပ်စုတွေကပြည်နယ်တွေအားကောင်းပြီးတိုင်းနယ်အားမကောင်းမှုပြောကိုနိုင်ငံအားမကောင်းမှုနဲ့သူများနိုင်ငံအားကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ခမရပြဿနာတွေကြောက်တယ် နော်လူလုတဲ့ပြဿနာရေပိလေးပိငလင်းပိမြေကျွန်းနဲ့ဘီးရီယာကြောက်တယ်ဟောတော့မင်းနေရစီမံခန့်ခွဲမှုလွယ်မာတွေကြောက်တယ်ဆိုရင်တော့ခမရအိမ်မှာကြာသာပရိနောက်ရက်ကိုလက်ခမရလက်ဖက်ဒီခွက်ကိုဖြောတစုံလောက်တောက်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ပြဿနာများအများဆုံးညှင်းညမ်းသွားမှာဖြစ်ပါလေဗျာအတင်းလက်ဖက်လေးအမင်းနဲ့ပတ်သက်တဲ့ပြဿနာတဘာဝဖြစ်တဲ့ရေပိလေးပိအမြဲမမြတ်တည်တဲ့ပြဿနာတွေရောက်တယ်ဗျာကျွန်တော်တို့ကြောက်တယ် ကျွန်တော်တို့အိမ်ကျွန်တော်ရာကျွန်တော်မိသားစုမှာပြဿနာတွေဝေးအောင်ကုညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းလပိတ်လေးတစ်ခွက်ကိုဖြောတသွန်းလောက်တောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင့်မှာပိတ်ဆိုနေတဲ့ကံများအမြန်ပွင့်လာမည်ဖြစ်ပါကြောင်းလီလီစားစားတင်ပြပေးလိုက်ပါတယ်ဗျာအင်္ဂါသားသမီးတွေကတော့ဒီလဆယ်လာပိုင်းတွင်မှာဖြင့်အောင်ပါလီထီကန်လေးတွေစမ်းမယ်နောက်တစ်ချောင်းနိုင်ငံမှာမရှိတဲ့ထီကန်လေးတွေစမ်းနေတယ်ဆိုရင်တော့ခမရကြသာပရိအနောက်ရကူလက်လပိတ်လေးတစ်ခွက်ကိုဖြောတသွန်းလောက်တောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ င်းတို့မှာပိတ်ဆိုနေတဲ့ထီကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလီလီစားစားတင်ပြလိုက်ပါတယ်ဗျာထီကံလေးတွေကန်စားမယ်ဆိုရင်တော့တိတူလေးတို့ခွန်းဆိုတဲ့ကဏ္ဍလေးတွေကန်စားမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ထီကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလီလီစားစားထပ်မှန်ထပ်မှန်တင်ပြပေးလိုက်ပါတယ်ဗျာနော်ကျွန်တော်တို့ UFO channel ကတော့တောက်လျှောက်တင်ပြနေတာဖြစ်ပါလေဗျာ။ဒါကြောင့် UFO channel နဲ့ပတ်သက်တဲ့ညနေဆက်သက်တဲ့အင်္ဂါသားသမီးရတဲ့ဒီလအတွင်းမှာစိတ်ချမ်းသာအောင်နေပါ စိတ်ချမ်းသာပျော်ရွှင်စွာနဲ့ကြာတော့ကြမြောက်ရကိုလှည့်ပြီးမှဆူတောင်းမယ်ဆိုရင်အစ်င့်ရဲ့ဆူတောင်းများအမြန်ဆုံးပြေဝါမှာဖြစ်ပြီးတော့စိတ်ဓာတ်ကြနိုင်မယ်အစိတ်ထဲမှာအလိုမချမှုတွေဖြစ်မယ်ခမရအိုးဝင်လောက်ကနေပတ်သက်တဲ့ကိစ္စတွေမှာပူညာပူညာဖြစ်မယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စကံများအမြန်ဆုံးကြဆုံးသွားမှာဖြစ်ပါတယ်ငွေကြီးနဲ့ပတ်သက်တဲ့ပိတ်နေတဲ့ကံများမြန်သွားမှာဖြစ်ပါလေဗျာဒါကြောင့်ခမအင်္ဂါသာသမီးတွေကဒီအချိန်မှာတောက်ကြမြောက်ရကိုလှည့်ပြီးမကြခဏဆူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်နေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများ လူရင်တိုင်းစာဝန်ကြီးနဲ့ပတ်သက်လိုအပ်ချက်များအများဆုံးပြည့်ပြည့်စုံပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရဗျာအင်္ဂါသားသမီးတွေတကုတ်ကူသွားမယ်လာမယ်လုံးမယ်ကိုင်းမယ်ဆိုရင်တော့ကြာသာပတိအနောက်ရကိုလှဲ့လှဲ့ပြီးမှသွားမယ်လာမယ်အခါမှာဆူတောင်းပြီးတော့သွားမယ်လာမယ်ဆိုရင်အန်နေရီကင်းမယ်ချစ်မှုရတဲ့နဲ့ပတ်သက်တဲ့ကိစ္စမှာအများဆုံးအဆင်ပြေပြီဖြစ်ပါကြောင်းလီလီစားစားထမှန်ထမှန်တင်ပြပေးလိုက်ပါလေဗျာကျမကြီးမကောင်းရင်တော့ခမရအာရာဟုတောင်းအနောက်မြောက်တောင်းလှည့်ပြီးမ ယောဂကိုပျောက်ကင်းသေးတဲ့စေးပေါင်းတက်ပေါင်းနေတဲ့စေးတွေကိုစားမယ်တောက်မယ်ဆိုရင်တော့တင်းတို့မှာဖြစ်ပေါ်နေတဲ့ယောဂဝိဒနာများအများဆုံးကင်းစင်ပပျောက်သွားမှာဖြစ်ပါလေဗျာခင်ဗျာတခုခုတည်ငြိမ်ငြိမ်နဲ့အေးချမ်းခြင်းနဲ့ဆိုရင်တော့ဗုဒ္ဓတောင်ရကိုလှဲ့လှဲ့ပြီးလက်ထက်မှာဘာမှမကိုင်းမနဲ့ဆုတောင်းကျွန်တော်ရင်ကျွန်တော်ရာကျွန်တော်မိသားစုကျွန်တော်နေထိုင်တဲ့နေရာမှာတော့တည်ငြိမ်ပြီးတော့အေးချမ်းခြင်းနဲ့ဗျာအာတဘာဘာဖြစ်တဲ့ရေပြီးလေပြီးမိပြီးဒီမိကျွန်းတဲ့ဘေးတွေဝေးခြင်းနဲ့အလူလုတဲ့ပြဿနာတွေဝေးခြင်းနဲ့ မင်းကြီးရဲ့လောဘဒေါသနဲ့ဖြစ်ပေါ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်တဲ့ဝေးချံပြီးကျွန်တော်အိမ်ကျွန်တော်ယာကျွန်တော်မိသားစုကျွန်တော်နေတဲ့အရာမှဖြစ်ငြိမ်းချမ်းပါသေးချောခမရဗုဒ္ဓတောင်ရကိုလှည့်ပြီးဆူတောင်းရင်တော့တည်ငြိမ်မဲ့အေးချမ်းမဲ့ပြဿနာကင်းသွားမှာဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာဒါကြောင့်ခမရဆယ်လာပိုင်းမှာဖြစ် အင်္ဂါသာသမီးအလုံးတို့ဒီစိတ်ချမ်းသာပျော်ရွှင်ပြအဖြစ်နေခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းမှာဖြစ်ပါလေဗျာဆယ်လာပိုင်း15ရဲ့ join တော့အစုဘွဲ့နဲ့ပတ်သက်တဲ့ကိစ္စမိသားစုနဲ့ပတ်သက်တဲ့ကိစ္စအိုးဝင်လုံးငယ်နဲ့ပတ်သက်တဲ့ကိစ္စမှာစိတ်ထဲမှာတခုခုလိုမကြမှုတွေဖြစ်ပေါ်နေတတ်ပါလေဗျာတကယ်လို့များဆယ်လာပိုင်း15ရဲ့ join လို့တခုခုစိတ်ထဲမှာအလိုဆန္ဒမပြေဘူးကြမ်းမကြီးရပြင်ယာယီနေထိုင်မကောင်းတာမျိုးကြုံတတ်ပါတယ် အနောက်ကြုံတတ်ပါတယ်အစုဘွယ်နဲ့ပတ်သက်တဲ့ကိစ္စလည်းမှာစိတ်တိုင်းမကြရင်တော့ခမရစနေတော့နောက်တော့တော့လှည့်ပြီးတော့လိုအပ်တဲ့ကိစ္စတွေကိုစုတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတော့အင်္ဂါသားသမီးနဲ့ပတ်သက်တဲ့ကံများအမြန်ပွင့်လာမည်ဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာဒါကြောင့်ကျောဖို့ channel ကြီးကြီးရတဲ့ပိတ်ရလူတိုင်းကြတဲ့ပုံကူအားလုံးတို့ဒီယနေ့မှစ၍အိုးရင်းနဲ့ပတ်သက်တဲ့ကိစ္စမှာအင်းကြီးကောင်မိသားစုကောင်များနဲ့နေထိုင်ပါသေးအလုတ်ကိန်းများပွင့်လာပါသေး ငွေကြီးအများစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပါသည်နော်ပေးเสียရှိသောငွေများအများဆုံးပေးနိုင်ပြီးရเสียရှိသောငွေများအများဆုံးရပါသည်နော်စိတ်ချမ်းသာကိုချမ်းသာနဲ့ဆက်ပစ္စည်းတွေပိုင်ပါသည်ရွှေတဲလဲငွေတဲလဲနဲ့ပျော်ဝဲရှင်ပွဲတွေအလူပွဲတွေမှာပါဝင်ဆင်နွှဲပြီးတော့မြေယာတွေပိုင်ဆိုင်ပါသည်ဆံပွဲဖြစ်ရင်အောင်ပါသည်နော်အရာပေါ်တော့ခီးများအနေကင်းပြီးပြောတော်တကားများပွင့်လန်းပြီးတော့ခမအမျိုးဘာသာသာသနာနဲ့ပတ်သက်တဲ့ပြဿနာတွေဝေးကွာပြီးတော့နော်အလား ငွေကြေးများအစုလိုက်ပြုံလိုက်လုံးလိုက်ခင်းလိုက်နဲ့တိတ်ကျန်တာကိုကျန်တာနဲ့သာသနာပြုတဲ့လုပ်ငန်းတွေမှာစတဲ့စတဲ့ပုံမှုတွတ်တက်ပြီးလူတိုင်းနေနဲ့သူတော်စင်သူတော်များများဖြစ်ပါသေးကြောင်းရွှေညမင်းမိသားစုကိုသာဆရာကြီးမှမှပြီမှအရောအဖို့ channel မှာလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာအခုဒီလာတော့အတရက်ဆယ်လ2025မှဒီ31ရက်ဆယ်လ2025အင်္ဂါသာသမီများနဲ့ပတ်သက်ပြီးတော့တလားသာကံကြမ္မာများဖြစ်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ် ご覧いただき、ありがとうございます。